သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်များဒီကနေ့ဧပြီလ25ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာ ထမအဦးဆုံးတင်ဆက်ပေးမယ့်တဲ့ရင်ကတော့စက္ကခ21အပါအဝင်ဗမော်မြို့မှာရှိတဲ့စစ်ကောင်စီလက်ကျန်စခန်းအလုံးကို KIA ပူးပေါင်းတပ်ကယနေ့တပြိုင်တည်းထပ်မံထိုးစစ်ဆင်စစ်ကောင်စီကဖားကန်ဒေတာပြန်လည်ထိန်းချုပ်နိုင်ရင်အင်အားအများအပြားနဲ့ထိုးစစ်ဆင်ပြီးတိုက်ပွဲပြင်းထန်နေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့မဟာမိတ်ပူးပေါင်းတပ်များကဗမော်မြို့မှာရှိတဲ့စစ်ကောင်စီလက်ကျန်စခန်းအလုံးကိုယနေ့ဧပြီလ25ရက်နေ့နနက်အစောပိုင်းမှာတပြိုင်တည်းထိုးစစ်ဆင်နေကြောင်းစစ်ရေးတဲ့ရင်အရင်မြစ်ကပြောဆိုပါရတယ်။ KNA ဦးဆောင်တဲ့ပူပေါင်းတပ်ကဧပြီလ25ရက်နေ့နနက်၄နာရီခွဲအချိန်မှာစတင်ပြီးထိုးစစ်ဆင်ခဲ့ရမှာတိုက်ပွဲပြင်းထန်နေတယ်လို့ကချင်စည်ရေးသတင်းအရင်းမြစ်ကပြောဆိုပါတယ်။စက္ကခ21တခုလည်းမဟုတ်ဘူးအားလုံးအားလုံးဗမော်မှာရှိတဲ့စက္ကစကန်တွေအားလုံးကိုတပြိုင်တည်းထိုးစစ်ဆင်နေတာလို့ကချင်စည်ရေးသတင်းအရင်းမြစ်ကပြောဆိုပါတယ်။ KNA သတင်းအရင်းမြစ်တချို့ကဗမော်တိုက်ပွဲမှာယနေ့နနက်မှာပြန်လည်စတင်နေကြောင်းပြောဆိုပါတယ်။ ဒါပြင်ဖာကန်မျိုးနဲ့အတွင်းမှာစစ်ကောင်စီကထိုးစစ်ဆင်လာတဲ့အတွက်တိုက်ပွဲများပြင်းထန်နေပြီးစစ်ကောင်စီကအထိနာလျက်ရှိတယ်လို့ကချင်စစ်ရေးတရင်အရင်မြစ်ကပြောဆိုပါတယ်ဖာကန်လက်မဥပင်ဒေတာမှာဧပြီလ24ရက်နေ့ညပိုင်းမှာစစ်ကောင်စီတပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရမှာစစ်ကောင်စီတပ်ထံမှလက်နက်ခဲယမ်းများစွာရရှိခဲ့တယ်လို့စစ်ရေးတရင်အရင်မြစ်ကအသိပေးပါတယ်ဒါအပြင်ရန်သူအလောင်းများစွာလဲစွန့်ပစ်ထားခဲ့ပြီးဆုတ်ခွာသွားတယ်လို့ဆိုပါတယ် ဖားကန့်လမ်းကြောင်းမူပင်ကနေကြောက်ဖြတ်အထိ KIA ထိန်းချုပ်ထားတဲ့နေရာကိုပြန်ရခြင်းလို့လမ်းကြောင်းလာဖွင့်တဲ့သဘောမနစ်ကနန်ရန်နဲ့နန်တိန်အတိကစကန်ကုန်းတွေကိုပူပေါင်းတက်ကတိမ့်ပိုက်ထားတော့ရိတ်ခါလက်နက်လူပို့မရဖြစ်နေတာတကြောင်တစ်ခုတည်းကပဲအားကိုးနေရတာလို့စီရေးတရင်အရင်မြစ်ကပြောဆိုပါတယ်လက်ရှိမှာစစ်ကောင်စီကမြစ်ကြီးနားမြောက်ပိုင်းတိုင်းစစ်ထဏာကျုံမှာရင်ငါးစီးနဲ့ဖားကန့်တနိုင်လမ်းအတိုင်းစစ်ရင်အများပြားနဲ့ဖားကန့်လမ်းဘက်ကိုတက်သွားတယ်လို့၎င်းကဆိုပါတယ် မဦးပင်ကြီးရွာနာအထိစုပ်ပြေးသွားတဲ့စစ်ခွေးတွေကိုကူဖို့လို့ယူဆရတယ်လို့တရင်အရင်မြစ်ကပြောဆိုပါတယ်။အခြားကချင်းတရင်အရင်မြစ်ကလည်းကားမိုင်းလဝါဘက်ကနေပြီးအဲ့ဒီလမ်းကြောင်းအတိုင်းနန်ရလမ်းကြောင်းအတိုင်းသူတို့ကစစ်ဟင်အား900လောက်ရှိတယ်။စစ်ခွေးနဲ့ပြည်သူစစ်ပိုးပေါင်းပြီးထိုးစစ်ဆင်နေတာမနေ့ကနေလှုပ်ရှားနေတာလို့ဖက်ကန်ဒေတာစီရေးအခြေအနေကိုပြောပါတယ်။ဒါပြင်အင်းတော်ကြီးတာမခန်လုံးတုံတုံပြင်ဘက်မှာလည်းအင်အား300ခန့်စစ်ကြောင်းတစ်ခုနဲ့စစ်ကောင်စီကထိုးစစ်ဆင်နေတယ်လို့ကချင်တရင်ရင်မြစ်ကပြောဆိုပါတယ်။သူတို့ရည်ရွယ်ချက်ကဖားကောက်ကိုပြန်ပြီးတော့မှထိန်းချုပ်နိုင်အောင်ပေါ့ မနေ့ကနေစပြီးစီးရေးလှူရှားလာတာလို့၎င်းကပြောပါတယ်မမော်တိုက်ပွဲနဲ့ဖားကန်တိုက်ပွဲအခြေအနေများနဲ့ပတ်သက်ပြီးမေးမြန်းဖို့အတွက် KIA သတင်းပြန်ကြားရေးတာဝန်ခံပုံမူကြီးနော်ဘူးကိုဆက်သွယ်မေးမြန်းထားစေဖြစ်ပါတယ်။တရုတ်အကူအညီနဲ့စစ်ကောင်စီကကိုကန့်တဲ့ MNDA ကို PRP အပြစ်ရက်စဲထားနိုင်တဲ့အခြေအနေမှာ KIA နဲ့ TNL နဲ့မြန်မာကိုစစ်ကောင်စီကပုံမူထိုးစစ်ဆင်လာနိုင်ကြောင်းကချင်စီရေးလေးလာသူဦးစောဆန်းကပြောပါတယ်။ရှမ်းမြောက်နဲ့နောင်ချိုမှာလည်းစစ်ကောင်စီက TNL ကိုနေ့စဉ်တိုက်ခိုက်နေတယ်လို့၎င်းကဆိုပါတယ်။ ဘုံရန်သူဖြစ်တဲ့စကစကို KNA TNLA SSPP AA အားလုံးလက်တွဲပြီးမတိုက်သေးရတော့တရုတ်အကူအညီနဲ့အာနာရှင် စကစတတ်ဆိုးရှိနိုင်ပါတယ်ຫນွေອູ້ຕໍ່ລາຍຕະພွဲတွေပဲໄຕနေရင်တော့ສັກກະສະປຶກຈະບໍ່ເລີຍລະບູອ່າລົງໄວ້ໄຕມາຍາມມາບາລູອູ້ຊໍສັນກະပြောပါແດ່ စစ်ကောင်စီကဧပြီလ2ရက်နေ့မှ22ရက်နေ့အထိအပြည့်ခတ်ရက်စဲထားမယ်လို့ကြေညာစဉ်က KNA ကလည်းရင်းရက်အတိုင်းထိုးစစ်ဆင်မှုရက်ဆိုင်ထားကြောင်းကြေညာခဲ့ပေမဲ့လည်းစစ်ကောင်စီကဗမော်အပါအဝင်ကချင်ပြည်နယ်မှာရှိတဲ့မြို့ရွာတွေကိုလေကြောင်းတိုက်ခိုက်ခြင်းမြေပြင်ထိုးစစ်ဆင်ခြင်းများပြုလုပ်ခဲ့ပါတယ်။ဒါကြောင့်အပြောနဲ့အလုံးမညီတဲ့စစ်ကောင်စီကဧပြီလ23ရက်နေ့မှဧပြီလ30ရက်နေ့အထိအပြည့်ရက်မယ်လို့ထပ်မံတက်တန်းတိုးကြောင်းဟန်ပြကြေညာခဲ့ပေမဲ့လည်း KNA ကထိုးစစ်ရက်ဆိုင်မှုထပ်မံတက်တန်းတိုးခြင်းမရှိခဲ့ပါဘူး။ ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပဲခူးတိုင်းရခိုင်အဆက်လေးအင်စုစစ်စခန်းကိုအာရခတပ်တော် A ကအင်အား1500နဲ့တိုက်ခိုက်သိမ်းပိုက်မယ်လို့အလင်းဝင်စစ်မှုတန်းတပ်သားမင်းခန့်ပြောဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းနဲ့ရခိုင်အဆက်ပန်တောင်တောင်ကုတ်လမ်းပိုက်မှာရှိတဲ့အာနာသိန်းစစ်ကောင်စီရဲ့လေးအင်စုစစ်စခန်းကိုအရခတ်တက်တော် AA ကအင်အား1500နဲ့ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်သွားခဲ့ကြောင်းစစ်တပ်ရဲ့ရှေ့တန်းစခန်းမှာအလင်းဝင်ရောက်လာတဲ့စစ်မှုတန်းတပ်သားမင်းခန့်ကပြောဆိုပါရတယ်။ စစ်တပ်ရဲ့ရှေ့တန်းစခန်းမှာအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားမင်းခန့်ရဲ့ပြောပြချက်ရုပ်တံကိုကြောင်းသားလက်ယုံတက်တော် SCF ကယမန်နေ့ဧပြီလ24ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။2025ခုနှစ်ဖေဖော်ဝါရီလအတွင်းတောင်ကုတ်ပန်းတောင်ကာလန်အနီးလေးအိမ်စုစစ်တပ်စခန်းသိမ်းတိုက်ပွဲမှာ AA ကအင်အားလုံးအင်းနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းလေအိမ်စုစစ်တပ်စခန်းမှာစစ်တပ်အင်အား90ကျော်ရှိရာမှာ20ကျော်ခန့်သာထွက်ပြေးလွတ်မြောက်ခဲ့ကြောင်းအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားမင်းခန့်ကပြောဆိုပါရတယ်။ ည10နာရီလောက်ပဲရှိအောင်မယ်ကျွန်တော်တို့ကင်းဆောင်နေတဲ့အချိန်မှာအေအေဘက်ကနေပြီးတော့တနတ်တန်ကြာရတာပေါ့တနတ်တန်ကြာတော့၃၆နှစ်မှာကျွန်တော်တို့တက်တွေပဲဖြစ်နေတယ်အဲ့ဒါနဲ့ကျွန်တော်တို့ဘက်ကလည်းသူတို့ကရောက်လာတယ်ရောက်လာတော့အယောက်1500လောက်ရှိတယ်ရောက်လာတော့စီးပြီးပြစ်တာပြင်းရင်ပြင်းနဲ့ကျွန်တော်တို့ဘက်ကဘလို့မှမခုခံနိုင်တော့တဲ့အဆုံးပကံကွဲတက်ရဲ့အနောက်ဘက်ကိုပြန်ဆုတ်တာကျွန်တော်တို့လူတွေကလည်းတော်တော်ကြာတာများနေပြီအဲ့မှာ52ယောက်လောက်မှာ15ယောက်အယောက်20လောက်ပဲကျန်တော့တယ်ဘလို့မှမနိုင်တော့တဲ့အဆုံးမှာနောက်ကိုပြန်ဆုတ်ခဲ့တာပေါ့လို့စစ်မှုတန်းတပ်သားမင်းခန့်ကပြောဆိုပါတယ် လေးအင်စုစစ်စကန်ကိုအာရခတပ်တော် AA နဲ့ပူးပေါင်းတက်များကဖေဖော်ဝါရီလ15ရက်နေ့မှာတင်ပိုက်ခဲ့တယ်လို့ဒေသခံများနဲ့စစ်ရေးသတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ရှီဒန်စကန်မှာထွက်ပြေးလွတ်မြောက်ပုံကိုကိုမင်းခန့်ကပကံကွဲစကန်ကုန်းပေါ်ကပတ်ချလဲပေါ့မိုင်းလိုက်ထောင်ရင်းနဲ့တငယ်ချင်းတယောက်တွေ့တာနဲ့ကျွန်တော်ကမေးတယ်။ဘာလုပ်နေတာလဲလို့ထွက်ပြေးဖို့ကြံစီနေတာတဲ့။အဲ့ဒါဆိုအတော်ပဲငါလည်းလိုက်ခဲ့မယ်လို့သူတို့တက်တဲ့အချိန်မှာပဲခြုံပေါက်ထဲကနေဆင်းပြီးတော့ထွက်ပြေးလာတာပါလို့ပြောပါတယ်။ စစ်တပ်မှထွက်ပြေးရန်ဆန္ဒရှိနေကြတဲ့စစ်ကောင်စီတပ်သားအများအပြားရှိကြောင်းအခြေအနေပေးရင်ထွက်ပြေးလာကြမှာဖြစ်ပြီးထွက်ပြေး၍မရလျင်အသိခံကြမယ်လို့ခံယူထားကြကြောင်းမင်းခန့်ကပြောဆိုပါတယ်စစ်တပ်မှစစ်သားဖြစ်တာကြတော့မပစ်ချင်တဲ့သူတွေလည်းပစ်နေရတာပဲမဝင်ချင်တဲ့အိမ်တွေလည်းဝင်ကြရတာပဲမယူချင်တဲ့ပစ္စည်းတွေလည်းယူခဲ့ရတာပဲအဲ့လိုမျိုးတော့ရှိတယ်လို့စစ်ကောင်စီတပ်သားအများအပြားရဲ့အခြေအနေနဲ့ပတ်သက်ပြီးကိုမင်းခန့်ကပြောပြထားခြင်းဖြစ်ပါတယ် SAF ကိုဝင်ရောက်လာတဲ့မင်းခန့်ကစစ်ကောင်စီရဲ့စစ်မှုထမ်းအပတ်စဉ်လေးတင်နှင်းစင်ဖြစ်ပြီးအတင်းအဓမ္မစစ်မှုထမ်းရန်ခေါ်ယူခံရခြင်းဖြစ်ကြောင်း၎င်းကပြောဆိုပါရယ်။၎င်းမှာရန်ကုန်တိုင်းတန်လင်းမြို့နယ်မှာနေထိုင်သူဖြစ်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်များကနေအိမ်ကိုလာရောက်ပေါ်တာဆွဲကစစ်မှုထမ်းခိုင်းတဲ့အတွက်စက္ကခ30နဲ့ခမာယ365တက်ရင်မော်လိုက်တို့မှာတာဝန်ထမ်းဆောင်ခဲ့တယ်လို့စစ်မှုထမ်းတပ်သားမင်းခန့်ကပြောပါရယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်မှာအရေးပေါ် WFP အဟာရဖြစ် biscuit ရောင်းချနေသည်ဆိုတော့ ဆိုရှယ်မီဒီယာပေါ်ပြမှုတက်တည်မတွေ့ရဘဲရောင်းချလျင်အရေးယူမယ်လို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂယုံကြည်ညာဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာငလင်းဘေးတင်ပြည်သူများအတွက်ထုတ်ဝေထားတဲ့ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် WFP ရဲ့အာဟာရဖြည့်ဘစ်ကွတ်ကိုရောင်းချနေတာတွေ့ရှိခဲ့ရင်ချက်ချင်းအေးအေးယူဆောင်ရွက်သွားမယ်လို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂရုံးကမနေ့ကကြေညာလိုက်ပါတယ်။ မတ်လ28ရက်နေ့မြန်မာနိုင်ငံမှာအင်အားပြည့်စကိုင်းကလင်လှုပ်ခတ်မှုပြီးကုလသမဂ္ဂနဲ့နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးအပ်ခဲ့ရမှာ WFP ရဲ့အဟာရဖြစ်ဘစ်ကွတ်တွေလည်းငလင်တန်သင့်ဒေတာတွေကိုဖြန့်ဝေခဲ့ပြီးနေပြည်တော်မှာ WFP အဟာရဖြစ်ဘစ်ကွတ်တွေရောင်းချနေတယ်လို့ဆိုရှယ်မီဒီယာမှာရေးနေကြတာကို WFP ကသိရှိထားပြီးအဲ့ဒီရေးသားချက်တွေမှာတသက်တစုံတရာတော့မတွေ့ရသေးဘူးလို့ကုလသမဂ္ဂကဆိုပါတယ် နေပြည်တော်မှာအာဟာရဖြစ်ပြီးစကွတ်တွေကိုဧပြီလ၁ရက်နေ့နောက်ဆုံးဖြန့်ဝေခဲ့တာဖြစ်ပြီးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေဟာရောင်းရမဟုတ်တဲ့အတွက်ရောင်းချဖို့မသင့်ဘူးလို့ကုလသမဂ္ဂကဆိုပါတယ်။ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် WFP ကငလင်လောက်ခတ်ပြီး48နာရီအတွင်းမှာငလင်ပေးတဲ့ပြည်သူတွေအတွက်အာဟာရဖြစ်ပြီးစကွတ်တွေစတင်ဖြန့်ဝေခဲ့ပါတယ်။ WFP ကဖြန့်ဝေခဲ့တဲ့ biscuit တွေဟာတာမန် biscuit တွေမဟုတ်ဘဲစွမ်းအင်မြင့်အာဟာရဖြစ် biscuit တွေဖြစ်လို့စွမ်းအင် protein vitamin နဲ့သတ္တုဓာတ်တွေကြွယ်ဝစွာပါဝင်ပြီးပါဝင်ပစ္စည်းတွေအနေနဲ့ဂျုံမုတ်ပဲပီးဆက်မုတ်တကြားအစီထုတ်ထားတဲ့နုမုတ် vitamin နဲ့သတ္တုဓာတ်တွေဖြစ်တဲ့ calcium magnesium တန်ဓာတ် iodine folic acid vitamin b1 b2 b6 b12 နဲ့တခြားဓာတ်များစွာပါဝင်တယ်လို့ကုလသမဂ္ဂကဆိုပါတယ် အဲ့ဒီ biscuit တွေကိုအရွယ်ရောက်သူတွေအနေနဲ့ပိုက်စားတဲ့အချိန်ဒီပေါ် MTV တနေ့ကို biscuit ငါးတုတ်ခန့်အထိစားသုံးနိုင်ပေမဲ့6လအောက်ကလေးတွေကိုတော့ကျွေးလို့မရပဲ6လအထက်ဆိုရင်တော့မိခင်နို့ဝအောင်တိုက်ပြီးမှ biscuit ကျွေးနိုင်တယ်လို့ဆိုပါတယ်။ဒီ biscuit တွေကိုငလင်းလိုအရေးပေါ်အချိန်ဒီမျိုးတွေမှာအချက်ချင်းစားသုံးနိုင်ဖို့ထုတ်လုပ်ထားတာဖြစ်ပြီးအရေးပေါ်အချိန်ဒီဖြစ်လာတဲ့အခါပုံမှန်အစားအသောက်တွေကိုချက်ပြုတ်ဖို့နဲ့ဝယ်ယူစားသုံးဖို့မဖြစ်နိုင်တော့တဲ့အချိန်မျိုးမှာအရေးပေါ်ချက်ချင်းစားသုံးနိုင်ဖို့ရည်ရွယ်ထုတ်လုပ်ထားတဲ့အရေးကြီးတဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီဖြစ်တယ်လို့ဆိုပါတယ်။ WFP အနေနဲ့ပုံမှန်လေ့လာစောင့်ကြည့်နေသလိုရောင်းချတာတွေ့ရင်လည်းချက်ချင်းအရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး WFP ရဲ့အထောက်ပံ့တွေကအမြဲတမ်းအခမဲ့ဖြစ်ကြောင်း WFP ရဲ့အထောက်ပံ့တွေနဲ့ပတ်သက်ပြီးမေးမြန်းချင်တာသတင်းပို့ချင်တာတွေရှိခဲ့ရင် myanmar.cem wfp.org ကို email ပို့နိုင်တယ်လို့ wfp ရဲ့အကူအညီပေးရေးဖုန်းတွေဖြစ်တဲ့39883 3395669 39264 819 919နဲ့ 39962648319 3964လေးတို့ကိုလည်းတိုက်ရိုက်ဆက်သွယ်နိုင်တယ်လို့ဆိုပါရယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပြပရောက် NUG ကျမ်းမာရေးနဲ့ပညာရေးဝန်ကြီးဒေါက်တာဇော်ဝေဆိုးမြန်မာနိုင်ငံအတွင်းကိုအပြေးပြန်လဲအခြေချကပြည်သူလူထုရဲ့ကျမ်းမာရေးနဲ့ပညာရေးဆိုင်ရာများအတွက်လှုပ်ဆောင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြို့သားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးနဲ့ပညာရေးဝန်ကြီးဒေါက်တာဇော်ဝေစုဟာပြည်ပမှာရောက်ရှိနေရမှာမိခင်မြန်မာနိုင်ငံအတွင်းကိုပြန်လည်ဝင်ရောက်သွားပြီဖြစ်ပြီးပြည်ပရောက် NUG ဝန်ကြီးတဦးအနေနဲ့မြန်မာနိုင်ငံအတွင်းသို့အပြည့် ပြန်လည်အခြေချကပြည်သူလူထုရဲ့ကျန်းမာရေးနဲ့ပညာရေးဆိုင်ရာလုပ်ငန်းများလှုပ်ဆောင်နေကြောင်း NUG ကအတည်ပြုပြောဆိုပါတယ်။ရန်ကုန်ခေတ်သစ်တရင်ဌာနကပြည်ပမှာမိခင်မြန်မာနိုင်ငံကိုအိမ်ပြန်ခဲ့ပြီဖြစ်သော NUG ဝန်ကြီးဒေါက်တာဇော်ဝေစုကိုမှတ်ချက်ပေးရန်ဆက်သွယ်ခဲ့ရာ ဒေါက်တာဇော်ဝေဆိုအိမ်ပြန်ပြီးပေါ်လို့ပြန်လဲဖြေဆိုသွားပြီးပြည်ပကိုပြန်လဲထွက်ရန်မရှိတော့ကြောင်းမှတ်ချက်ပြုပြောဆိုပါတယ်။ပြည်ပမှာရောက်ရှိနေတဲ့ NUG ပညာရေးနဲ့ကျန်းမာရေးဝန်ကြီးဒေါက်တာဇော်ဝေဆိုဟာမြန်မာနိုင်ငံအတွင်းကိုအပြီးပြန်လဲဝင်ရောက်ကကျန်းမာရေး CDM နိုင်ငံဝင်နှင်းများအရက်ဖတ်ကျန်းမာရေးဝင်နှင်းများကျန်းမာရေးစေတနာဝင်နှင်းများတော်လန်ရေးရဲဘော်များနဲ့တွဲဖက်ပြီးပြည်သူလူထုရဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါတယ်။ ကျမ်းမာရေးဝန်ကြီးဌာနအနေနဲ့အရက်သားပြည်သူတွေရဲ့ကုသရေးတွေမဟုတ်ပဲတိုက်ပွဲတွေမှာဒဏ်ရာရတဲ့ PDF တွေကိုကုသရေးအတွက်ပါ MOD နဲ့ပူးပေါင်းလှုပ်ဆောင်နေတာတွေရှိပါတယ်။ဆရာကြီးကဝန်ကြီးဌာနလုပ်ငန်းတွေအားလုံးကိုပြည်ရင်းမှာပဲအခြေစိုက်ပြီးလုပ်ကင်ဆောင်ရွက်နေပါတယ်လို့ NUG မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ ပြည်ပရောက်ရှိနေတဲ့ NUG ဝန်ကြီးများအစိုးရတာဝန်ရှိသူများအနေနဲ့မြန်မာနိုင်ငံအတွင်းကိုပြန်လာဖို့ယခုနှစ်ဇန်နဝါရီလ1ရက်နေ့မှာယာယီသမ္မတဒူဝါလက်ရှိလာကဖိတ်ခေါ်ခဲ့ပြီးနောက်ဆရာကြီးဒေါက်တာဇော်ဝေစိုးမှပထမဦးဆုံးပြည်တွင်းသို့အပြည့်ပြန်လဲဝင်ရောက်ခဲ့သည့် NUG ဝန်ကြီးတဦးလည်းဖြစ်ပါတယ်။ အန်ယူဂျီဝန်ကြီးဒေါက်တာဇော်ဝေစုဟာပြပမှာရောက်ရှိနေစဉ်နိုင်ငံတကာကျန်းမာရေးနှင့်ပညာရေးညီလာခံများမှတက်ရောက်ဆွေးနွေးဟောပြောမှုများဆောင်ရွက်ခဲ့ပြီးမြို့သားညီညွတ်ရေးအစိုးရရဲ့မူဝါဒများနဲ့မြန်မာပြည်သူများရဲ့ຫນွေဥတော်လန်ရေးကိုနိုင်ငံတကာကသိရှိစေရန်ဆောင်ရွက်ခဲ့ကြောင်းအန်ယူဂျီကပြောဆိုပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကြောက်ပရောင်းမှာပြည်သူစစ်ခေါင်းဆောင်ထိနိုင်ကိုတော်လန်ရေးတပ်ဖွဲ့ကအရှင်ဖမ်းဆီးရရှိပေမဲ့ခုခံထွက်ပြေးတဲ့အတွက်ပြစ်ခတ်ဖမ်းဆီးစဉ်တေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မန္တလေးတိုင်းကြောက်ပရောင်းမြို့နယ်မှာပြည်သူစစ်ခေါင်းဆောင်ထိနိုင်ကိုတော်လန်ရေးတပ်ဖွဲ့ကအရှင်ဖမ်းဆီးနိုင်ခဲ့ပေမဲ့ခုခံထွက်ပြေးတဲ့အတွက်ပြစ်ခတ်ဖမ်းဆီးစဉ်မှာတိတ်ဆုံးခဲ့ကြောင်းပုတ်ပေါ် Gorilla Force PGF မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ဧပြီလ22ရက်နေ့ကကြောက်ပရောင်းမြို့နယ်လမ်းမိုင်းတနေရာမှာမင်းဘူးမြို့နယ်ခလာရရှိရှိလက်အောက်ခံပြည်သူစစ်ခေါင်းဆောင်ထိနိုင်တဲ့အမျိုးသမီးတဦးလိုက်ပါလာတဲ့ကားကိုပုတ်ပေါ် Gorilla Force PGF တပ်ဖွဲ့ကဖျက်သိမ်းတဲ့တင်ပေးချက်အရစောင့်ကြဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ အဲ့ဒီလိုဖမ်းဆီးစဉ်ပြည်သူကောင်းဆောင်ထိနိုင်တဲ့အမျိုးသမီးတဦးဟာခုခံထွက်ပြေးရန်ကြိုးစားတဲ့အတွက်ကြောင့်တော်လန်ရဲ့ရဲဘော်များကပြစ်ခတ်ဖမ်းဆီးစဉ်မှာတေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ကျော့ဘရောင်းမြို့နယ်လမ်းပိုက်တနေရာမှာဖရဲသည့်တရင်အရာကျွန်တော်တို့ရှောင်းတခင်ဝင်ရောက်စစ်ဆေးတာမင်းဘူးမြို့နယ်ခလာရရှစ်ရှစ်လက်အောက်ခံပြည်သူစစ်ကောင်းဆောင်ထိနိုင်တဲ့အမျိုးသမီးတဦးကိုစောင့်ကြိုဖမ်းဆီးနိုင်ခဲ့ပါတယ်။သူတို့ကခုခံထွက်ပြေးဖို့ကြိုးစားလို့လိုက်လံပြစ်ခတ်ဖမ်းဆီးတာနေရာမှာပဲတေဆုံးသွားတယ်လို့ပုတ်ပါ Gorilla Force PGF တပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ တိတ်ဆုံးသွားတဲ့ပြည်သူစစ်ခေါင်းဆောင်ထင်းနိုင်ထံမှ၎င်းတို့မောင်းနှင်လာတဲ့ဗိုလ်မှူးမင်းဝေရဲ့ကားတစ်စီးနဲ့အတူကားပိုင်ကြီး86တောင်းကြီပေါက်တပေါက်ဘုံဒီတလုံး icon တလုံးဓာတ်ချောင်းဖုန်းလေးလုံးနဲ့ဝန်ထမ်းကဘတ်တစိမ့်နဲ့ဆက်ဆက်ပစ္စည်းများတင်ဆက်ရမိပြီးတော်လိုင်းရဲဘော်နှစ်ဦးမစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တွန်တင်းမြို့မှာစစ်မှုထမ်းရန်လူစုဆောင်တဲ့အုပ်ချုပ်ရေးမှူးဓာတ်ခုတ်ခံရပြီးတိတ်ဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စစ်ကောင်စီအတွက်စစ်မှုထမ်းရန်လူသစ်စုဆောင်းနေတဲ့တွန်တင်းမြို့နယ်ဖျားကြီးကြီးရွာအုပ်ချုပ်ရေးမှုဥဖိုးစေးဟာဓာတ်နဲ့ခုတ်ခံရပြီးတေဆုံသွားကြောင်းသိရှိရပါတယ်။ဥဖိုးစေးကိုဧပြီလ23ရက်နေ့ညမှာလူငယ်တအူးတဲကဓာတ်နဲ့ခုတ်ပြီးထွက်ပြေးသွားခြင်းဖြစ်ကြောင်းတွန်တင်းမြို့ကန်တအူးကပြောဆိုပါတယ်။စစ်မှုတန်းစရင်ပါနေတဲ့လူငယ်တယောက်ကတွေ့သွားတာတဲ့။ပွေချင်းပြီးတေဆုံတာမှန်တယ်။အလောင်းကောက်မဲ့သူမရှိလို့တော်တော်လေးကြာမှစစ်တပ်ကဥဆောင်ပြီးတည်သွားတယ်လို့ဒေတာခန့်တအူးကပြောဆိုပါတယ် ဥပိုလ်စီဟာစစ်ကောင်စီရဲတပ်ဖွဲ့တို့နဲ့ပူးပေါင်းပြီးစစ်မှုတန်းရန်လူသစ်စုဆောင်းခြင်းငွေတောင်းခံခြင်းတော်လန်ရေးမှာပါဝင်သူများအားတရင်ပေးလှုပ်ဆောင်နေသောကြောင့်ပြစ်မှတ်ထားရှင်းလင်းခံရခြင်းဖြစ်တယ်လို့ဒေသခံတချို့ကပြောပါတယ်စစ်သားစုဆောင်းနေတဲ့စစ်အုပ်စုကိုအယက်သားပြည်သူများကပြန်လည်တိုက်ခိုက်မှုများမကြာခဏဖြစ်ပွားနေပါတယ်ပြီးခဲ့တဲ့ဧပြီလ17ရက်နေ့ကလည်းအေယာဝရီတိုင်းဟင်္ဒရာမြို့တနော်တနော်ကြီးရွာအုပ်စုအုပ်ချုပ်ရေးမှုတတ်နိုင်စိုးသူကိုစစ်မှုတန်းအခေါ်ခံရတဲ့လူငယ်ကဓာတ်နဲ့ခုတ်ရာမှာတိတ်ဆုံးသွားခဲ့ပါတယ် ဖေဖော်ဝါရီလ12ရက်နေ့ကလည်းရန်ကုန်မြို့ဒေါ်ပုံမြို့နယ်ကြည်စုရက်ကွက်မှာစစ်မှုတန်းစရင်နဲ့အိမ်တော်စုစရင်လိုက်လံကောက်ယူနေတဲ့ရက်ကွက်အုပ်ချုပ်ရေးမှုအဖွဲ့ကိုအင်ရှင်ကဓာတ်စီနဲ့ပတ်ပြီးမီးရှို့တိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်အတွင်းရက်ကွက်အုပ်ချုပ်ရေးမှုအဖွဲ့ဝင်တဦးသေဆုံးခဲ့ပါတယ်။ဖေဖော်ဝါရီလ15ရက်နေ့ကလည်းမကွေးတိုင်းအောင်လံမြို့နယ်မကြီးကုန်းရက်ကွက်မှာလူငယ်တဦးအားစစ်မှုထမ်းရန်လာရောက်ခေါ်ဆောင်တဲ့စစ်ကောင်စီနဲ့ပြူစောတိအဖွဲ့ကိုအင်ရှင်မိသားစုဝင်ကဓားနဲ့ခုတ်ရာမှာနှစ်ဦးသေဆုံးခဲ့ပါတယ်။ စစ်မှုထမ်းဥပဒေနဲ့စူးစောင်းခံရပြီးစစ်တပ်နဲ့စင်းကရှေ့တန်းပို့ဆောင်ခံရတဲ့လူငယ်များအနေနဲ့တော်လရင်အင်အားစုများထံလက်နက်ချပူးပေါင်းကြရန်အမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကတိုက်တွန်းထားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီကိုတက်ဆိုးရှည်စီတဲ့ကြောက်ဖြူမျိုးမှရှိတဲ့တရုတ်စီမံကိန်းများရဲ့အနာကက်ဟာအေးအေးအပေါ်မှာမူတည်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်မှာမြို့နယ်၃ခုကိုသာထိန်းချုပ်နိုင်တော့တဲ့စစ်ကောင်စီကိုတက်ဆိုးရှည်စီတဲ့ကြောက်ဖြူမျိုးရှိ တရုတ်စီမံကိန်းများရဲ့အနာဂတ်ဟာအာရခတ်တပ်တော် AA ပေါ်မူတည်နေကြောင်းရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ AWO ထံမှသိရှိရပါတယ်။ကြောက်ဖြူမြို့နယ်ဟာစစ်ကောင်စီတပ်ရှိနေသေးတဲ့ရခိုင်ပြည်နယ်မှာရှိတဲ့မြို့နယ်၃ခုအနက်တစ်ခုဖြစ်ပြီး၎င်းဟာရခိုင်ပြည်တွင်းတိုက်ပွဲရဲ့ရလတ်တက်ရောက်မှုတာမကတနိုင်ငံလုံးအတွက်ပါအရေးပါတဲ့စီးပွားရေးနဲ့နိုင်ငံရေးအခန်းကဏ္ဍမှာရှိနေကြောင်းသိရှိရပါတယ်။စစ်ကောင်စီကရခိုင်ရွှေ gas ရောင်းချမှုအပအဝင်ရေနံတင်ပို့မှုတွေကနေတစ်နှစ်ကိုဒေါ်လာ985သန်းအထိရနေတယ် ဒါကစစ်ကောင်စီကိုတက်ဆိုးရှည်စေတယ်လို့ AOW ရဲ့ပြောရေးဆိုခွင့်ရှိသူဂျော်ကီခိုင်က ARD Time ကိုပြောပါတယ်။တရုတ်နိုင်ငံကိုကြောက်ပြူမျိုးမရေကျော်မှရှိတဲ့ပင်လယ်ရင်နဲ့စိတ်ကမ်းမှရေနံပို့ဆောင်မှုများနဲ့ပိုက်လိုင်းများမှတဘာဝတန်ငွေတင်ပို့ရောင်းချမှုများဟာနှစ်စဉ်တန်ဖိုးအဖြစ်ခန့်မှန်းကျင် American Dollar 9 billion အထိရှိပြီးအဲ့ဒီအထက်မှစစ်ကောင်စီကဝင်ငွေရရှိနေခြင်းဖြစ်ပါတယ်။ အာရခတက်တော်အေးဟာပြီးခဲ့တဲ့2024ခုနှစ်အစောပိုင်းမှာကြောက်ပြုံမြို့ကိုဝင်ရောက်ပြီးကြေးရွာအုပ်စုပေါင်း54ခုအနက်90အုပ်စုအပြင်ရခိုင်ပြည်နယ်မှာရှိတဲ့မြို့နယ်14မြို့ကိုလည်းထိန်းချုပ်ထားကြောင်း AWO ရဲ့အစီရင်ခံစာအရသိရှိရပါတယ်။လက်ရှိမှာမြို့တော်စစ်တွေမန်အောင်ကျွန်းနဲ့ကြောက်ပြုံမြို့ရဲ့အစိပ်ပိုင်းအနေငယ်ကိုသာစစ်ကောင်စီကထိန်းချုပ်ထားနိုင်ပြီးယခု2025ခုနှစ်ဖေဖော်ဝါရီလမှစတင်၍ပြန်လည်တိုက်ပွဲဖြစ်ပွားနေကစစ်ကောင်စီကအင်ချီနေရာကမီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရှိရပါတယ်။ အဲ့ဒီလိုတိုက်ပွဲများဖြစ်ပွားနေပေမဲ့လည်းတဘာဝတန်းခွေနဲ့ရင်းနှီးစီမံကိန်းထုတ်လုပ်မှုတရုတ်နိုင်ငံကိုတင်ပို့မှုများဟာယနေ့အချိန်ထိအတားအဆီးမရှိဆက်လက်လေပတ်နေသလိုအေအေမာလည်းတိမ့်ပိုက်နိုင်တဲ့စည်ရေးအင်အားအပြည့်ရှိနေကြောင်းသိရှိရပါတယ်။ကြောက်ပြူမျိုးကိုအေအေတိမ့်ပိုက်လိုက်ပါကနှစ်စဉ် American Dollar 985တန်းကျော်ရှိတဲ့နိုင်ငံခြားဝင်ငွေအရင်းအမြစ်ကိုရရှိနေတဲ့စစ်ကောင်စီအတွက်ဝင်ငွေထိခိုက်နိုင်ငံရေးဂုဏ်သိက္ခာကျဆင်းနိုင်ကြောင်း AOW ရဲ့ပြောရေးဆိုခွင့်ရှိသူကထောက်ပြပါဗျာ။ ရင်ပြင်းမြို့တမြို့လုံးနဲ့စီမံကိန်းတွေရအားလုံးကိုအေအေကဝိုင်းရံပိတ်ဆို့ထားတဲ့အတွက်ကြောက်ဖြူမြို့နယ်မှာရှိတဲ့တရုတ်စီမံကိန်းများအပါအဝင်နိုင်ငံခြားရှင်းနီမြို့နယ်မှစီမံကိန်းများရဲ့အနာဂတ်ဟာအေအေအပေါ်အများကြီးမူတည်နေကြောင်းသိရှိရပါတယ်။ဒါကြောင့်တရုတ်အစိုးရအနေနဲ့စစ်ကောင်စီကိုထောက်ပံ့ပေးမှုပုံမလုပ်လာမည်ဆိုပါကမြန်မာနိုင်ငံမှာရှိတဲ့တရုတ်ရင်းနီမြို့နယ်မှစီးပွားရေးစီမံကိန်းများအပါအဝင်ကြောက်ဖြူမှရေနံနဲ့တဘာဝတန်းငွေပိုက်လိုင်းများအချိန်မရွေးအနေနဲ့ကြာရောက်နိုင်ကြောင်း AOW ကဆိုပါတယ်။မြန်မာနိုင်ငံမှာရေနံနဲ့တဘာဝတန်းငွေတင်သွင်းမှုများဟာ တရုတ်နိုင်ငံရဲ့ကမ္ဘာလုံးဆိုင်ရာရေနံစိမ်းနဲ့တဘာဝတန်းငွေတင်သွင်းမှုစုစုပေါင်းနှစ်ရာခိုင်နှုန်းခန့်သာရှိပေမဲ့ကြောက်ဖြူဟာအိန္ဒိယသမုတ်တရားမှာတရုတ်နိုင်ငံရဲ့ BRI Belt and Road Initiative အတွက်များစွာအရေးပါကြောင်းသိရှိရပါတယ်ဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးတီနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရယ်နောက်ထပ်ပြည်ရင်းပြပသတင်းတော်လိုင်းရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာမြေကြပါစေခင်ဗျာမြေကြပါစေခင်ဗျာ